ျွန်တော်ဒီနေ့ပြပေးခြင်းနဲ့တခုကဘာလဲဆိုတော့ကျွန်တော် IAMI wallet ထဲကိုတက်ဆင်ခိုးရတယ်ဘယ်လိုထည့်လဲဆိုတော့ကျွန်တော်ပြပေးမယ်နော်ကျွန်တော် IAMI wallet ထဲကိုတက်ဆင်ခိုးရနေဂျွန်ပေးနဲ့ကျွန်တော်ထည့်ပြမှာနော်တက်ဆင်ခိုးရဝင်လို့ရှိရင်အဲ့မှာ mo ဆိုတာလေးကိုချက်နှိပ်မယ်နော် mo ဆိုတာလေးချက်နှိပ်မယ်ပြီးလို့ရှိရင်အဲ့မှာ pay ဆိုတာလေးကိုကျွန်တော်တစ်ချက်ဝင်မယ်ထပ်ဝင်မယ်နော် pay ဆိုတာလေးကိုထပ်ဝင်မယ် ဒီနေရာမှာကျတော့ကျွန်တော်တို့က IMEI wallet ထဲကိုကျွန်တော်တို့ကဂျွန်ပေးနဲ့ထည့်တင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျွန်ပေးကိုယူရမယ်ဂျွန်ပေးကိုတစ်ချက်ယူပေးရမယ်နော်ဂျွန်ပေးကိုတစ်ချက်ယူပေးမယ်အဲဒီနေရာမှာကျတော့ကျွန်တော်ဒီမှာနော်အပေါ်ဆုံးက Vela code Vela code ဆိုတာရှိရဂျွန်ပေးမှာလေကျွန်တော်တို့ကဂျွန်ပေးမှာတဲ့ Vela code နဲ့ကိုကျွန်တော်တို့တွားတိုင်းမှာကျွန်တော်အစင်းအောင်မျှလေးပြထားတယ် IMEI wallet ရဲ့ Vela code နော်ဂျွန်ပေးပေးရမယ့် code number နော် နှစ်တုံး၅နှစ်ရှိတယ်နော်အာ refer avf refer one မှာကကြတော့ကျွန်တော်တို့ i am i မှာကျွန်တော်တို့ဖွင့်ထားတဲ့ကျွန်တော်တို့ရဲ့ mobile phone number ပေါ့နော်အဲအဲ့ဒီ phone number ပြန်ရိုက်ထည့်ပေးရမယ်နော် avf one မှာကြတော့နော်အဲ့မှာရောကျွန်တော်အပေါ်မှာ9နှစ်ဘောကျွန်တော်ဗီလာကိုရိုက်ထည့်လိုက်ပြီပြန်ဒုတိယမှာကြတော့ကျွန်တော်ကျွန်တော်တို့ရဲ့ phone number i am i မှာ ခွင်းကကျွန်တော်ထည့်ထားတဲ့ဖုန်းနံပါတ်အဲဒီမှာကျွန်တော်ကိုကိုလိုချင်တဲ့ငွေမောက်ထည့်မယ်နော်ဒီဖတ်တော့ရပါမ်းထည့်လိုက်လေရတယ်နော်ကျွန်တော်တော့အစမ်းပြတော့ငါးချက်ပဲထည့်တယ်အဲကျွန်တော်ကမပြီးပြီဆိုတော့အောက်ကနေကိုနေကိုချက်သွားမယ်နော်နေကိုတွားမယ်အဲဘောဗီလာကုတ်မှနေတဲ့အတွက်ခုကျွန်တော်9 3က9 4လို့ရေးထားမိလို့နော် တော့၄ကိုတုံးပြောင်းပေးရမယ်9 3 5 2 8ဒါဆိုရင်တွေ့လားဒီမှာ i wallet ဆိုပြီးတွေ့လားအဲဘယ်လာကိုရအောင်မလဲ i wallet ဆိုတွေ့အဲအဲ့မှာ okay လဲဆိုလို့ရှိရင်ねကျွန်တော်တို့ pay ကိုနှိပ်လိုက် ဲ့လိုဆိုရင်ကျွန်တော်တို့က IME wallet ထဲကိုထည့်ပေးတဲ့ပတ်စံငါးချက်ဆိုရောက်သွားပြီနော်ပြီးရှင်ကျွန်တော် IME ထဲမှာဝင်ပြမယ်နော်ဒါကကျွန်တော်ဒီတက်ဆန်ကိုကနေဂျွန်ပေးနဲ့ပေးပုံပေးနေပေးတာနော်ကျွန်တော် IME wallet ထဲကိုဒါဆိုကျွန်တော်ပြန်ပြမယ်နော်ပေါ်မှာ balance ကြပြမယ်နော် balance ဆိုတော့6ချက်နဲ့ပြချက်ရှိရနော်အခုကျွန်တော်4ချက်နဲ့ပြချက်ရှိနေ ဲမှာကျွန်တော်ဒီကနေ translation လုပ်လိုက်တာပါမှာအပေါ်ဆုံးမှာပေဂျွန်ပေဆိုပြီးတော့ဂျွန်ပေ area wallet ဆိုပြီးတော့မှာငါချက်ထွက်သွားတွေ့လိုက်မယ်အပေါ်ဆုံးမှာနော်အပေါ်ဆုံးမှာပေဂျွန်ပေ area wallet မှာငါတို့ကကျွန်တော်ထည့်ပေးလိုက်တာမှာတွေ့တယ်နော်ထွက်သွားတယ်ဆက်ပြရအောင်တန်းဝင်တာတန်းဝင်တာဟုတ်ကဲ့ IMEI wallet ဆိုတန်းဝင်ကျွန်တော် IMEI ရဲ့ဝင်ပြမယ်နော် နေလာကြမှာအဲမျိုးလည်းတောင်ငါးတုံးကတန်းဝင်လာတယ်နော်အဲအောက်ဆုံးမှလည်းတွေ့အောင်မဂျုံပင်ငါးတုံးကဝင်လာတာဘာမှဆင်းရောင်လေးနဲ့ပြထားတယ်နော်ရမ်းလွယ်တယ်ကျွန်တော်ဒီဂျုံပင်နဲ့ထဲထားကြည့်ဒီတန်းချက်ချင်းဝင်တယ်နော်အဲမှာဂျုံပင်ဆိုပြမှာဂျုံပင်နဲ့ငါးတုံးကဝင်လာတာဆင်းရောင်လေးနဲ့ပြထားတယ်ဟာတက်ချန်ဖိုးကနေပြီးတော့အဲမျိုးလည်းတော့ဂျုံပင်နဲ့ငွေထဲပုံ